ဂုံပြုဖို့ဖြစ်တယ်လို့မြန်မာနိုင်ငံနဲ့နိုင်ငံသားတွေအတွက် သူဆောင်ရွက်ခဲ့တာတွေကိုပြည်သူတွေကတံပိုးထားကြောင်းပြသချင်းပြီးစာရွေကြပြားတွေဆိုတာတွေကခက်တခဲရဲ့မှတ်တမ်းဖြစ်တာကြောင့်ဒီမှတ်တမ်းတွေကိုထထင်ရှရှာကြံရစ်စေချင်တဲ့အတွက်အခုလိုစီစဉ်ဖြစ်တာလို့ CRPH Support Group Norway ကအထွေထွေအတွေ့အမှုမောက်ဝမဝင်းကပြောပါတယ်ပြပွဲဝင်ကြပြားဝတ္ထုတို့စာမှုတွေဟာ ကိုရိုင်းရေးသားထားတဲ့စာမူတွေဖျားမှာပြစ်ပြီးဒေါ်ဆန်းစုကြည်နဲ့ပတ်သက်ပြီးဖြစ်စေ၊မြေဥတွက်လှရင်နဲ့ဖြစ်စေ၊နှမျိုးလုံးကိုဖြစ်စေဖြစ်ပေါ်လာတဲ့ခံစားမှုတွေကိုရေးဖွဲ့ထားတဲ့စာမူဖျားမှာဖြစ်ကမြညာနာမျိုးဘာသာပြန်နာမျိုးနဲ့တခြားသူရဲ့စာမူကိုကူးယူဖော်ပြတာမျိုးမဖြစ်ရဘူးလို့လည်းညင်ညာထားပါတယ်ရှင်။ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်နေမြပြန်စုမိုးနိုင်ဖို့အာနာသိစစ်တပ်ကဗျူဟာမှုဥဆောင်ပြီးတိုက်ရင်အား100ကျော်နဲ့ချင်းပြည်နယ်ကမြို့နယ်တွေကိုစစ်ကြောင်းထိုးလာလို့တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ CNN ပြောရေးဆိုခွင့်ရှိသူကပြောပါရယ်ဒီသတင်းကိုအောင်သူပေးပို့ထားပါရယ်ရှင်ဒီလ23ရက်နေ့ကစပြီးအာနာသိစစ်ကောင်စီရဲ့တိုက်ရင်အား100ကျော်ကကလေးမျိုးကနေတိတိမျိုးဖက်ကိုစစ်ကြောင်းထိုးလာတာကြောင့်တိတိမျိုးအဆက်ကကြေးရွာတွေမှာချင်းတော်လန်ရေးပူပေါင်းတပ်တွေနဲ့ နေတိုင်းတိုက်ပွဲပြန်ဖြစ်နေတယ်လို့ချင်းမျိုးသားတအူ CNF ပြောရေးဆိုခွင့်ရှိသူ slide ထက်နီကဒီဝီသတင်းဌာနကိုပြောပါတယ်။အနာသိန်းစစ်ကောင်စီရဲ့တပ်ကိုဒူဟာမှုကိုယ်တိုင်ဥဆောင်ပြီးချင်းပြည်နယ်မှာရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်စစ်တပ်ကသူတို့လက်လွတ်လိုက်ရတဲ့နေမြေတွေတပ်စခန်းတွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အခုလိုစစ်ကြောင်းထိုးလာတာဖြစ်တယ်လို့လည်းဆိုပါတယ်။စစ်ကောင်စီကလည်းခုချင်းပြည်ကိုအင်အားအလုံးချင်းနဲ့ဟိုကတက်လာတယ်တက်လာတယ်ဆိုတော့ဒီလား ဆက်ရှိရတဲ့ကလေးကနဲ့သူကတက်တာပေါ့ဒါမှမဟုတ်ဒီကလေးမျိုးကနဲ့စတိုင်းတိုင်းပေါ့ကလေးမျိုးကနဲ့အထက်အခုဒီညောင်းနေတယ်မှာပေါ့တဲ့ဒီမှာသစ္စတေနေကနေဒီနေ့အထိတိုက်ပွဲရတော့စနေတယ်ပေါ့နော်အဲ့ဒီတိုက်ပွဲတွေကြောင်းနှစ်ဖက်ထိခိုက်သေးဆုံးမှုကိုမသိရသေးပေမဲ့တိုက်ပွဲဖြစ်တဲ့ကြေးရွာတွေကပြည်သူတွေကတော့ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်သွားကြပြီဖြစ်တယ်လို့ချင်းပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ထိန်းချုပ်ထားတဲ့နေမျိုးတွေပြန်မပေးရည်အတွက်ခုခံကာကွယ်မှုတွေလုပ်နေတယ်လို့စစ်လိုင်းထဏီကပြောပါတယ်အခုစစ်ကောင်စီဘက်ကစစ်ကြောင်းထုတ်လာတဲ့အင်အားကများတယ်လို့လက်နက်အင်အားပါချင်းတော်လန်ရေးတပ်တွေထက်သားလွန်လာကြောင်းချင်းပူပေါင်းကာကွယ်ရေးတပ်တွေအနေနဲ့စုမိုးထားတဲ့နေမျိုးတွေလက်မလွတ်ရည်အတွက်ခုခံကာကွယ်သွားမှာဖြစ်ပြီးပြည်သူလူထုရဲ့ပူပေါင်းပါဝင်မှုကလည်းအရေးကြီးတယ်လို့ဆိုပါရစေ။အဲ့ဒါပြင်တော့အဲ့ဒါကနေသူတို့ကဆက်တဲ့ရင်တော့အဲ့ဒီတိတိညုံနေ ကကျွန်တော်တို့အရင် think ပဲတိုင်းရင်းတက်ခါကိုရတို့အဲ့ဒါကိုအရင်ဟောလုပ်မြတ်ပေါ့ခုတို့ရှိနေတဲ့ mall piece ရောတို့ကျန်စင်းရောတို့မှာတော့သူဒီကတော့ရာကြီးတစ်ပြေးတင်းဆောင်နေကြတာပေါ့နော်ကြော်ရဲမာရီအဲ့ဒီကြော်ပြင်မာရီအကွက်ဖြစ်နေတော့လေအဲ့ဒီအနေနဲ့ချုပ်လာရောစီဒီလောလောဆယ်ရီတို့ရှောင်းနေကြတာပေါ့ဟုတ်ကဲ့အာရာဒိုင်းစကောင်စီကဟာခါမျိုးနဲ့တိတိမျိုးနယ်ကလွဲပြီး ချင်းပြည်နယ်ရဲ့မြို့နယ်အားလုံးကြီးပွားကိုလက်လွတ်ထားရပြီးချင်းပူပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေကချင်းပြည်နယ်ရဲ့60ရာခိုင်နှုန်းကြီးပွားကိုထိန်းချုပ်ထားတာဖြစ်ပါတယ်ကျွန်တော်အောင်သူပါခင်ဗျာလိမ့်စိတ်ခံယူမှုကွဲပြားသူတွေကိုအသိမှတ်ပြုခြင်းပါတဲ့ချင်းမိုက် bright အစီအစဉ်တွေကတခုဖြစ်တဲ့ fashion show ရှောက်ပွဲကိုထိုင်းနိုင်ငံချင်းမိုက်မြို့က pantip plaza ရဲ့ lifestyle hub မှာမေလ29ရက်ကပြုလုပ်ခဲ့ပါတယ် ချင်းမိုင်လူမှုဝန်ကျင်တိုင်ဝမ်ကထွက်ပေါ်လာတဲ့အတန်တွေကနေဖန်တီးထားတဲ့ fashion တွေကို ပြသခဲ့တာလည်းဖြစ်သလိုအမှုပညာနဲ့မတူကွဲပြားခြားနားမှုတွေအကြောင်းကိုလည်းဆွေးနွေးခဲ့ကြပါတယ်ဂျိုလာမှာစတင်တော့မဲ့လေစိတ်ကွဲပြားသူတွေရဲ့ pride ပွဲတော်အတွက်ဌာနကချင်းမမျိုးကနေစတင်ကျင်းပနေတာဖြစ်ပြီးဘန်ကောက်မြို့မှာတော့ဂျွန်လာတရနေ့မှာဘန်ကောက် pride ခြေတက်ပွဲကိုကျင်းပသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့လိင်တူလက်ထက်ခွင့်အခွင့်အရေးအပါအဝင်အခွင့်အရေးများစွာဆုံးရှုံးနေရပါတယ်ရှင်။နီပေါ်တောင်တက်လမ်းညွန်ကာမီရီတာဟာကမ္ဘာအမြင့်ဆုံးတောင်ဖြစ်တဲ့အေရတ်တောင်ကို32ကြိမ်တက်ရောက်ပြီးစံချိန်သစ်တင်ထားပါတယ်။ Everest မန်လို့လူသိများတဲ့ကာမီရီတာဟာအင်ကာနေကအိန္ဒိယစစ်အရာရှိအဖွဲ့ကိုလမ်းပြခဲ့ပြီးတောင်ထိပ်8149မီတာထိရောက်ရှိခဲ့တာပါ။ ကမီရီတာကအမျိုးသားတောင်တက်တရကောင်ဖြစ်ုံသာမကအေဝရရဲ့ကဘာပြရုပ်တစ်ခုလည်းဖြစ်တာကြောင့်သူ့ကိုမိတ်ဆက်ပေးစရာမလိုပါဘူးလို့အဲ့ဒီတောင်တက်အဖွဲ့ရဲ့စီစဉ်သူစမစ်ကပြောပါတယ်။အသက်55နှစ်အရွယ်ကမီရီတာဟာ1994ခုနှစ်ကအေဝရတောင်ကိုပထမဆုံးအကြိမ်လမ်းပြဖြစ်ဆောင်ရွက်ခဲ့ပြီးအဲ့ဒီအချိန်ကလေးကနှစ်တိုင်းအေဝရတောင်ကိုတက်ခဲ့သူဖြစ်ပါတယ်။ ကာမီရီတာလိုပဲအေရတ်တောင်မှာစံချိန်တည်ထားသူကတော့နီပေါ်လမ်းပြတူဖြစ်တဲ့ဒါဝါပဲဖြစ်ပါတယ်။အေရတ်တောင်ထိပ်ကို29ချိန်ရောက်ဖူးတဲ့ဒါဝါဟာပြီးခဲ့တဲ့အပတ်ကပဲတောင်ထိပ်ကို လိုက်ပိုးခဲ့တာလို့သတင်းတွေကဖော်ပြပါတယ်။ကမ္ဘာအမြင့်ဆုံးတောင်ထိပ်ကိုတက်တာကသူ့အတွက်အလုပ်တစ်ခုဖြစ်တယ်လို့ကာမီရီတာကအရင်တုန်းကပြောခဲ့မှုပါတယ်။ဒီအသီးမှာအေရတ်တောင်ကိုလူ900ကျော်တဲ့သူတို့ရဲ့လမ်းပြတွေတက်ရောက်ခဲ့ပြီးမကြာမီတောင်တက်ရသည်ကုန်ဆုံးမှဖြစ်ပါတယ်။ အရက်တောင်နဲ့တခြားတောင်ထိပ်တွေကိုဒီယာတီအတွင်လူပေါင်းတထောင်ကျော်တက်ရောက်ခဲ့ကြကြောင်းလဲနီပေါ်နိုင်ငံကထုတ်ပြန်ထားပါတယ်ရှင်။အမေရိကန်နဲ့အစ္စရေးတို့ကြောထောင်နောက်ခံပြုထားတဲ့ foundation မှအကူအညီတွေဖြန့်ဝေပေးနေတဲ့နေရာကို ထောင်နဲ့ချီတဲ့ပါလက်စတိုင်းသားတွေဟာမေလ29ရက်အင်္ဂါနေ့က ဝေရောက်တန်းစီခဲ့တဲ့ဗီဒီယိုဖိုင်ဟာစိတ်နှလုံးထိခိုက်ကြေကွဲစရာဖြစ်ပါတယ်လို့ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူစတီဖန်ဒူဂျာရက်ကပြောပါတယ်။အစ္စရေးစစ်တပ်ကပြောတာကတော့မကြသေးခင်သတင်းပတ်တွေအတွင်းအနီးနားတစ်ဝိုက်မှာအကူအညီပေးရနေရလေးကူကိုတည်ထောင်ထားပြီးနှစ်ခုကိုရာဖာဒေသမှာအင်ဂါနီကစတင်ခဲ့ကြောင်းနဲ့ကစားကမ်းမြောင်ရှိထောင်မများစွာသောမိသားစုတွေစီအစားအသောက်ထုတ်တွေဖြန့်ဝေပေးနေတယ်လို့ဆိုပါတယ် သုံးလနီးပါးကြာအစ္စရေးတို့ပိတ်ဆို့ထားမှုအပြီးစစ်ပွဲကြောင့်ပျက်စီးသွားတဲ့နေမျိုးကိုဂါဆာလူသားချင်းစာနာမှုဖောင်ဒေးရှင်းကအစားစာပေါင်း၄၆၂000နဲ့ညီမျှတဲ့အစားအသောက်တစ်တာ၈၀၀၀လောက်ကိုအင်ကာနဲ့မိုးလဲပိုင်းထီဝင်းကပေးခဲ့ပါတယ်။ထောင်နဲ့ချီတဲ့အမျိုးသမီးတွေနဲ့ကလင်းငယ်တွေအပါအဝင်ပါလက်စတိုင်းလူအုပ်ကြီးဟာအကူအညီတွေကိုလက်ခံရယူဖို့ချေလင်းမြင်းလဲတွေနဲ့အပြေးလွှားရောက်ရှိလာကြပြီးဖြတ်ပြွေးရေးနေရာမှာကြိတ်ကြိတ်တို့စုပြုံနေကြပါတယ်။ ဒါပေမဲ့ပါလက်စတိုင်းပြည်သူတွေဟာအစားအသောက်အတွက်စိုးရိမ်မှုတွေအပါအဝင် အစ္စရေးကလုဆောင်မယ်လို့ပြောထားတဲ့ biometrics နဲ့တခြားစစ်ဆေးမှုတွေကိုတောင်အေးမထားတော့ဘဲတောင်ပိုင်းမြို့တော်ရာဖာရှိ အကူအညီတွေဖြန့်ဝေပေးနေတဲ့နေရာတွေဇီဝင်ရောက်စီးနှင်ခဲ့ကြတာပါရှင်အာဆနယ်အသင်းခေါ်ယူဖို့ပြင်မှတ်ထားတဲ့တက်စစ်မှုစင်းမှာမန်စီးတီးတက်စစ်မှုဟောင်းဂျူလီယန်အေဗာရက်စ်လည်းပါဝင်လာပါတယ်။ အာဆင်နယ်သင်းဟာလာမယ့်ရာသီအတွက်တိုက်စစ်မှုတဦးမဖြစ်မနေခေါ်ယူဖို့လှုံ့ဆော်နေပြီး Leipzig ကရှက်ကို Sporting Lisbon ကယူကရက်စတို့ဘာဝင် Atletico တိုက်စစ်မှု Everest လည်းပါဝင်လာခဲ့တာပါအသက်25နှစ်ရှိအာဂျင်တီးနားတက်စစ်မှုဟာမက်ဆီတီးမှကစားစဉ်ကလက်ရှိအာဆင်နယ်နေပြအာတီတာနဲ့အတူလက်တွဲဘူးသူပါသူဟာမနှစ်ကမက်ဆီတီးကနေစပိန်ကလပ်စီပြောင်းရွှေ့သွားခဲ့ပြီးစုစုပေါင်း54ပွဲကို29ဂိုးအထိသွေးယူနိုင်ခဲ့တာပါ Everest ဟာ Tico နဲ့6နှစ်သက်တမ်းရှိစာချုပ်ချုပ်ဆိုထားပြီး Madrid Club ဘက်ကရောင်းချလိုခြင်းမရှိဘူးလို့လည်းသတင်းထွက်ပေါ်နေပါတယ်ရှင်။ဒီဗီဗီယုံနေတန်ကြားရဲ့မနက်ရှင်နိုင်သတင်းတွေကိုရှုစားခဲ့ရတာပါမနက်စနေမှာလည်းထပ်ပြရရှိတဲ့သတင်းတွေကို ဖြစ်ဆက်တင်ဆက်ပေးအောင်ပါကျွန်မကတော့ချူချူဆက်မကျေးဇူးတင်ပါတယ်ရှင်